ျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့တာရီသမီးအရေးမှာတော့၎င်းမိသားစုအရေးမှာတော့၎င်းအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့အရေးမှာတော့၎င်းငွေကြေးမှာတော့၎င်းကျန်းမာရေးမှာတော့၎င်းအဆရှိတဲ့အရေးအရေးတွေပေါ့နော်အခက်ခဲဘောင်းဆောင်ဟာတပြိုင်နက်တည်းကိုစီကိုရောက်ရှိလာပြီးတော့အဲ့ဒီအခက်ခဲတွေကိုတွေးပြီးတော့ကိုကမြာစိတ်တော်ကတွေရောက်နေရပါတယ်အုံနောက်တွေခြောက်နေရပါတယ်ခေါင်းတွေပူနေရပါတယ်ဆိုရင်အဘမင်းတိန်ခါရဲ့ဒီရီယာနီးလေးကိုစမ်းသပ်ကြည့်ပါကျွန်တော်ဝေးမျှပေးပါမယ် ဲ့တော့ပြုလို့ရမှာကတော့ပထမဦးဆုံးကျွန်တော်တို့နော်စက်ပြာ3မျိုးအရေပေါ့တစိမ့်မတူတဲ့စက်ပြာ3မျိုးကိုကျွန်တော်တို့ယူလိုက်ပါတစိမ့်မတူတဲ့စက်ပြာအရေ3မျိုးပြီးရင်အဲ့စက်ပြာအရေ3မျိုးကိုကျွန်တော်တို့2မျိုးတည်းဖြစ်အောင်အ3မျိုးကိုရောဆက်လိုက်ပါရေလေးနည်းနည်းရောလိုက်ပေါ့ရောဆက်လိုက်ပေါ့နော်ရောဆက်ပြီးတော့မှုပါပြီးတဲ့အခါမှာကျွန်တော်တို့အဲ့ဒီဟာတွေကိုစက်ပြာပူပေါင်းမှုဖို့အတွက်ကျွန်တော်တို့သွန်းနှန်းကွင်းလေးတစ်ခုလုပ်လိုက်ပါသွန်းနှန်းကွင်းလေးဝင်းသေးသေးလေးတစ်ခုလုပ်လိုက်ပါအဲ့တော့အခုကျွန်တော်တို့ ကလေးတွေကစားဖို့အတွက်ကလေးကစားစရာပစ္စည်းရောင်းတဲ့ဆိုင်တွေမှာအဲ့လိုမျိုးပေါ့နော်ကလေးတွေစပြပူပေါင်းမှုဖို့တော့လှုပ်ထားတဲ့ ready made အစင်းနဲ့လှုပ်ထားပြီးသားလေးရှိပါတယ်တကယ်လို့အဲ့ဒါလေးဝယ်လိုက်မယ်ဆိုရင်တော့အစင်ပြေတာပေါ့အဲ့ဒါလေးဝယ်လိုက်ပေါ့နော်အဲ့ဒါလေးဝယ်လိုက်ပေါ့ပြီးတဲ့ခါကျတော့အဲ့ဒီကအဲ့ဒီသူတို့ဆက်ထားတဲ့သူတို့ဒီမှာပါလာတဲ့စပြရည်တွေကိုတွန်းထုတ်ပလိုက်ပေါ့ကိုစောနာတော့က၃မျိုးဆက်ထားတဲ့စပြရည်ကိုအဲ့ဒီသူတို့ဘူအွားလေးကိုထည့်လိုက်ပေါ့နော်အဲ့ဒီဟွာလေးကိုထည့်လိုက်ခွက်ထည့်ကိုထည့်လိုက်ပေါ့ပြီးတဲ့ခါမှာကျွန်တော်တို့ အဲ့ဆက်ပြအတန်လေးနဲ့ကျွန်တော်တို့မှုွေမယ်အဲ့ဆက်ပြ၃မျိုးကိုကျွန်တော်မှုွေမယ်မှုွေတဲ့ကမှာကိုယ့်ရဲ့အခက်ခဲတွေအားလုံးကိုကျွန်တော်တို့စဉ်းစားရင်းနဲ့မှုွေပါတာရီသမီးရဲ့ပတ်သက်တဲ့အခက်ခဲဆိုလဲတာရီသမီးနဲ့ပတ်သက်တဲ့အခက်ခဲကိုစဉ်းစားပြီးလို့ရှိရင်ငွေကြေးနဲ့ပတ်သက်တဲ့အခက်ခဲဆိုလဲငွေကြေးနဲ့ပတ်သက်တဲ့အခက်ခဲကိုစဉ်းစားမိသားစုရေးနဲ့ပတ်သက်တဲ့မိသားစုရေးနဲ့ပတ်သက်တဲ့အခက်ခဲကိုစဉ်းစားအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့အခက်ခဲဆိုလဲအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့အခက်ခဲကိုစဉ်းစားအဲ့လိုကိုယ့်ရဲ့အခက်ခဲတွေအားလုံးကိုယ့်စီကိုစုပြုံပြီးရောက်လာတဲ့အခက်ခဲတွေအားလုံးကို ဟိုစဉ်းစားရင်းနဲ့အဲ့ဒါကိုမှွေနေရမယ်။မှွေနေရမယ်။အဲ့တော့တစားစီစဉ်းစားပြီးပေါ့နော်တခုချင်းစီစဉ်းစားပြီးွားလို့အဲ့အခက်ခဲတွေအားလုံးစဉ်းစားပြီးသွားပြီဆိုရင်အဲ့ဆိုတော့ကကျွန်တော်တို့ဒီကွင်းလေးကိုယူလိုက်ပါပြီးရင်အဲ့ဟာတွေကိုလေးဘူးပေါင်းဖြစ်နေကျွန်တော်တို့မှုတ်ထုတ်လိုက်ပါဆက်ပြဘူးပေါင်းဖြစ်နေမှုတ်ထည့်လိုက်ပါအဲ့လိုမှုတ်လိုက်တဲ့ခါကျတော့ဆက်ပြဘူးပေါင်းလေးတွေကကျွန်တော်တို့ဒီလေးထဲမှာလွင့်သွားပါလိမ့်မယ်အဲ့လိုလွင့်သွားတဲ့ဆက်ပြဘူးပေါင်းလေးကိုလိုက်ပြီးတော့ဖြည့်စည်းပါအဲ့တော့လက်ကုပ်တီးပြီးပဲလိုက်ပြီးတော့ဖြည့်စည်းဖြည့်စည်း နော်ဆိုတော့အတန်တွေပဲလိုက်ရိုက်ပြီးတော့ပဲဖြည့်စီဖြည့်စီဖြည့်စီပါဖြည့်စီရင်းနဲ့ငါရဲ့အခက်ခဲတွေအားလုံးပြေလည်သွားပြီငါရဲ့အခက်ခဲတွေအားလုံးအဆင်ပြေသွားပြီငါရဲ့အခက်ခဲတွေအားလုံးပြေလည်သွားပြီငါရဲ့အခက်ခဲတွေအဆင်ပြေသွားပြီရဲ့လို့ကျွန်တော်တို့လိုက်ပြီးတော့အဲ့ဒီဆက်ပြဖူပေါင်းတွေတို့လိုက်ပြီးတော့ရိုက်ဖွဲပါဖြည့်စီပါနော်ဒါဆိုရင်တော့ဟောမိမိတို့မှာကြုံတွေ့နေရတဲ့အဲ့ဒီအခက်ခဲတွေဟာတခုချင်းတခုချင်းပြေလည်သွားတာကိုမိစုတို့မြင်တွေ့ရပါလိမ့်မယ်စိတ်တွေလည်းအေးချမ်းသွားပါလိမ့်မယ်လမ်းစာကြီးလည်း ွင့်လာပါလိမ့်မယ်ပေါ်လာပါလိမ့်မယ်လှုပ်ကြည့်ပါဒါပေမဲ့တခုတော့ရှိတယ်ဟိုလူရှင်းတဲ့နေရာလေးမှာလှုပ်ပါအိမ်မှာဆိုရင်ကိုတယောက်တည်းရှိတဲ့အချိန်မှာလှုပ်ပါတော်ကြကြတော့နော်ဒီဘွားတော့စိတ်ကြောက်ရရဖြစ်ပြီးတော့နော်အုံတော်ဖြောက်စရာတွေများပြီးတော့ယူသွားပြီလားလို့ပတ်ဝန်းကျင်ကထင်နေပါလိမ့်မယ်လှုပ်ကြည့်ပါစမ်းကြည့်ပါဒါတော့အပါမင်းသိန်းခါရဲ့ရေရာနီလေးတခုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ထိုက်အောင်ရှိန်ဖြစ်ပါတယ်အဘဆရာကြီးမင်းသိန်းခါရဲ့တန်တေတပည့်ရင်တူလည်းဖြစ်ပါတယ် ကျွန်တော်ခုမန္တလေးမြို့နန်းရှိမှာကျွန်တော်ဗီဒင်ဟောပါတယ်59 A 1920ကြားမှာကျွန်တော်ဗီဒင်ဟောကန်ဖွင့်ထားပါတယ်ကျွန်တော်စီကိုဆက်သွယ်ပြီးတော့ဗီဒင်မေးမြန်းခြင်းပါတယ်ဆိုရင်ကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးတင်ထားပါတယ်ဖုန်းဆက်ပြီးတော့လည်းကျွန်တော်မေးမြန်းဆက်သွယ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ